ဆက်မှုဇုံမြေဆဲကြီးမြင့်မှုကိုထိန်းနိုင်ဖို့အတွက်အမှန်တကယ်လုတ်ကင်မှုမရှိပဲမြေဝဲယူရောင်းချနေတာတွေကိုဖော်ထုတ်အရေးယူပေးဖို့လုပ်ငန်းရှင်တွေလိုလားနေပါတယ်ဥတိုက်စင်သတင်းပေးပို့ထားပါတယ်ရှင် စမှုဇုံတွေမှာမြင်းနေရယူပြီးတော့သတ်မှတ်ကာလတွင်လုပ်ငန်းအကောင့်ထဲမှာဖော်နိုင်တဲ့မြေတွေကိုပြန်လည်သိမ်းယူမယ်လို့ပြီးခဲ့တဲ့ဆိုရလက်ထက်ကလေးကပြောဆိုထားတာပါဒါပေမဲ့လက်ရှိကာလအထိစမှုဇုံတွေမှာလုပ်ငန်းလုပ်ကင်မှုမရှိတဲ့မြေတွေနဲ့ပတ်သက်လို့ပြန်လည်စီစဉ်မှုကမရှိသေးပါဘူးဒါကြောင့်အမှန်တကယ်လုပ်ကင်မှုမရှိဘဲမြေဝယ်ယူရောင်းချနေတာတွေကိုဖောက်ထုတ်ရေးယူဖို့ကုန်သွယ်စမှုတွင်ချုပ်တွဲဘက်ထွေထွေတွင်မှုကထောက်ပြပြောဆိုလိုက်ပါတယ် SMB တွေတိုးတက်အောင်လို့မြေနေရာစကားပြောတယ်မြေနေရာတွေကိုကျွန်တော်တို့သတ်မှတ်ပြီးတော့တံမိုးနေဖြစ်စေအခမဲ့ဖြစ်စေ ေးနိုင်ရမယ်တကယ်လုံးတဲ့လူတွေပြောတာလူရကျွန်တော် SME လုပ်ပါမယ်ဆိုလျှောက်ပြီးတော့ဘာမှမလုပ်ဘဲနဲ့မြေရောက်စားတဲ့လူတွေကိုအခုတည်းကဥပဒေထုတ်ပြီးဖမ်းဆီးအရေးယူထောင်ချပေးဖို့လိုပါတယ်နောက်တစ်ခါမြေတွေဝယ်ရစမှုစုံတွေမှာမြေကစားနေတဲ့ land speculation လုပ်တဲ့မြေဝယ်ရောက်နေတဲ့အင်ရှာမြေအကျိုးဆောင်တွေကိုလည်းဥပဒေရအရေးယူထောင်ချပေးဖို့ဒီမှာတောင်းဆိုပါတယ်ဒီကြဲဆိုတာဆက်ဆက်ပေါ်ဆောင်ခဲ့တဲ့စမှုစုံတွေမှာမြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးအမှန်တကယ်လုတ်ကန်သူတွေလက်ထက်ရောက်ရှိမှုကနည်းခဲ့လို့စမှုစုံမြေဈေးတွေကအစမတန်းကြီးမြင့်မှုရှိခဲ့တာပါ။ မန္တကယ်လည်းဒီရင်းအရင်ခေတ်ဆက်ဆက်ကစမှုဆောင်ပေါ်ခဲ့တာလည်းဒီတကယ်အမှန်ကန်တကယ်စမှုဆောင်လေပတ်နေလူတွေတဲကိုရောက်တာနဲတယ်။နောက်သင်္ကန်းနဲ့သင်္ကန်းပြီးတော့ဝယ်ယူရတဲ့ပုံမှာဈေးတွေကမလူလားမနဲ့ကြီးကြီးွားတာပေါ့နော်။တကယ်စမှုဆောင်လုပ်နေတဲ့လူတချို့တွေကငားပြီးလုပ်နေရတဲ့အခြေအနေမှာရှိနေတာပေါ့နော်။အခုစမှုဆောင်အတစ်တွေပေါ်မယ်ဆိုရင်အမှန်တကယ်စမှုဆောင်လောက်ကန်ချင်းရှိမရှိတေချာစစ်စစ်ပြီးမှဒီလူတွေကိုလက်ထဲကိုဒီမြေတွေပေးဖို့အဲတင့်တယ်လို့ကျွန်တော်နေနဲ့ဟိုတင်ပြတာပေါ့လေ။ လက်ရှိရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတော့ရန်ကုန်မှာအထူးစီးပွားရေးဆောင်တစ်ခုကိုထပ်မံပေါ်ဆောင်သွားဖို့ရှိတယ်ဖြင့်နေရာတန်ဖိုးကြီးများဝင်ရောက်ဈေးကစားတဲ့သူတွေကိုလည်းဖောက်ထုတ်ရေးယူမယ်လို့သတိပေးပြောဆိုထားပါတယ်ခင်ဗျာကျွန်တော်တိုင်စင်တင်ပေးပို့ထားတာပါ